အင်းလေးလာလာစူဆောင်းပြီးဆောက်လာတဲ့အိမ်လေးဆိုတော့အခုလိုအောက်ခြေကြီးမှာယူရင်းပြည့်စည်တော်လဲတွေ့နှမျောတာတော့အမှန်ပါပဲဗျာစိတ်ပူပြီးဖုံးဆက်ပေးကြတဲ့မိတ်ဆွေတွေတငယ်ချင်းတွေ friend တွေအားလုံးကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ဖုံးမကင်နိုင်တာကိုလည်းအားလုံးကနားလည်ခွင့်လွှတ်ပေးကြပါကျွန်တော်တမီလေးတယောက်တည်းအိမ်ထဲမှာနေခဲ့တဲ့အချိန်မှာဟိုအရင်ပဲဟိုကိုလည်းစိတ်ပူပါတယ်နော် အာအခုလိုအသက်ချမ်းလာရရပြီးတော့လွတ်မြောက်လာတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ဆွေသမီးလေးကိုလည်းနော်အခုလည်းလုံနေပါတယ်ကျေးဇူးလည်းအရင်တင်ပါတယ်မိတ်ဆွေတွေများအားလုံးကိုလည်းနော်ဖုန်းဆက်ပေးတဲ့မိတ်ဆွေများအားလုံးကိုလည်းအရင်ကိုကျေးဇူးတင်ပါတယ်အခုလည်းဆိုးတဲ့လူတွေရောဒါသဘာဝဘေးအန္တရာယ်ကြုံနေရတဲ့အတွက်ကိုယ်လည်းဆိုးတဲ့လူတွေလည်းတွေ့ရပါတယ်ကိုယ်လည်းဖြေစားအောင်ဖြေပါလေဖြေနိုင်ပါလေဘာမှလည်းဟိုအရင်ဟိုမခံစားနိုင်အောင်ကိုယ့်ကိုဖြေပါလေဒါပစ္စည်းတင်ခါရလူတင်ခါရဆိုတော့လေ ဖြေလို့ရပါတယ်ဟိုအခုကျွန်တော်တို့ဒါမန်လီမှာနေတဲ့အားလုံးလဲကိုယ့်အိမ်မှာကိုမေးရကြပါဘူးဟိုငင်းငင်းနဲ့လွတ်လပ်တဲ့နေရာလေးတွေကိုမှန်းပြီးတော့ပဲဟိုနေရာလေးတွေယူပြီးတော့အဆင်ပြေတယ်လို့နေကြတာကိုကိုယ်တိုင်လည်းအပေါင်းအားလုံးမှအများကြီးပါခင်ဗျာအဲသဘာဝဘေးအန်လေးကြုံတဲ့ခါမှာအခုလိုပဲတယောက်ကိုတယောက်လက်လွှဲညီညီနဲ့ ဖေးမကူညီပေးကြတဲ့မိတ်ဆွေများအားလုံးတငယ်ချင်းများအားလုံးဖရန့်များအားလုံးကိုလည်းကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျာအဲကိုယ့်ရဲ့အဲချိုးရွားတဲ့အရာတွေလည်းတွေ့ရပါတယ်အဲ့အတွက်လည်းဟို ကိုယ့်ရဲ့ဆုံရှုံမှုကိုလည်းကိုယ်ကိုယ်တိုင်လည်းတရားရပါတယ်။ဖြေလည်းဖြေသိမ့်လို့ရပါတယ်။စိတ်ပူပြီးဖုံးစံမေးကြတဲ့မိတ်ဆွေတွေအားလုံးတငယ်ချင်းများအားလုံးဖန်များအားလုံးဘုမင်းဖန်များအားလုံးကိုလည်းကျေးဇူးအထူးတင်ပါတယ်။ဖုံးစက်တာမကင်တာကိုလည်းဘလို့မှမထင်ကြပါနဲ့။ကို့အပူနဲ့ကိုယ်ခက်ခဲနဲ့ကိုဖြစ်နေတဲ့အတွက်ကြောင့်မဘသူဆက်ဆက်လည်းကင်ပြစ်မှာမဟုတ်ပါဘူး။အဲ့အတွက်လည်းဟိုအများကြီးတောင်းပန်ပါတယ်နော်။နောက်ရက်ဒီများမှာပဲကျွန်တော်ဖုံးစံရင်ကင်မမယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်လို့အားလုံးကိုပြောချင်ပါတယ်ခင်ဗျာ